ယခုကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာကြီးများတန်းတင့်ရေးသားတော့နောက်ဆုံးတော့ကိုလဲတူလူငါလိုပါပဲဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတော့ကိုလဲတူလူငါလိုပါပဲကျုပ်အသက်60ကျော်ပြီကျုပ်ဘဝကိုကျုပ်ပြန်စဉ်းစားကြည့်လိုက်တော့အခုအချိန်ထိကျုပ်အသက်မွေးဝမ်းကြောင်းအတွက်ပရိယေသနာအလုံးဆိုလို့တခုမှမလုပ်ခဲ့ဘူးသေးဘူးဆိုတာပြန်တွေ့ရတယ်ငငယ်တုန်းကမိဘလှုပ်ရှားကိုထိုင်စားခဲ့တယ် အိမ်အောင်ကြတော့မိမလှုပ်စာကိုထိုင်စားခဲ့တယ်။မိမဆုံးတော့တာသမီလှုပ်စာထိုင်စားခဲ့တယ်။ခုထီလဲတာသမီကကြွေးမွေးတော့မယ်။ပရိယေနာအလုတ်ကိုဘာကြောင့်မလှုပ်တလဲလို့မေးရင်မလှုပ်တက်လို့လို့ဖြေရမှာပဲ။ဟုတ်တယ်။ကျုပ်ကဘာမှလှုပ်တက်တဲ့ကောင်မဟုတ်ဘူး။တင်ညာဆိုရင်လဲကောလိပ်ကျောင်းကိုရောက်ခဲ့ပေမဲ့ဘွဲမရခဲ့ဘူး။ကျုပ်တို့ခေစကားနဲ့ပြောရင်အင်တာနက်ကျောင်းထွက်ခဲ့ရတယ်။ဘာမှမအောင်ဘူး။ဝါသနာလည်းမပါဘူး။ တက်တဲ့ပညာကလေးနဲ့ဆရေးဆချီတို့ဘာတို့ဝင်လို့ရင်လဲဘာစားလောက်မှာလဲဒီတော့ကျုပ်တသက်မှာပရိယေသနာအတွက်ဘာမှမလုပ်ခဲ့ဘူးပေါ့ပြီးတော့ခတ်တာကကျုပ်ကလည်းဒီလိုကိုဝန်းစာအတွက်ခဲခဲကက်ကက်ရှာဖွေစားတောက်ရတာမျိုးမလုပ်ချင်ဘူးလောကကြီးမှာဝါသနာပါတာကလေးတွေကိုလုပ်ချင်တယ်မချမ်းသာခြင်းလဲနေပါစေကိုကစိတ်ပါတာကိုပဲလုပ်ချင်ဒီတော့ကျုပ်ဘာဝါသနာပါတယ်ဂီတဝါသနာပါတယ်ဟုတ်တယ် ငငယ်ကလေးကဂီတကိုဝါသနာပါခဲ့တယ်။ကျုပ်ငငယ်တုန်းကကျုပ်တို့အိမ်မှာဓာတ်ဆက်ရှိတယ်။ဓာတ်ပြားအစုံရှိတယ်။ခွေးတစိမ့်ဓာတ်ပြားလို့ခေါ်တဲ့ကိုလံဘီယာဓာတ်ပြားတွေရှိတယ်။အဲ့ဒီကုမ္ပဏီကမက်ကြီးအောင်တို့၊လေပါရီမက်မြရင်းတို့၊ဩဘာတောင်းတို့၊စိန်ပါဒီမအေးမီတို့မော်နင်းတင်တင်ဆိုတဲ့အစိုးတော်တွေဆိုတဲ့တချင်းတွေကိုဓာတ်ပြားထုတ်တယ်။နောက်တစ်ခုကတွင်းလို့ခေါ်တဲ့အမွာညီနောင်ရုပ်ကလေးနှစ်ရုပ်ပါတဲ့ဓာတ်ပြားကုမ္ပဏီကစိန်ကျွန်းခင်မဲတို့ တက်ထုံဘာသိန်းတို့စတဲ့အစိုးရတွေဆိုတဲ့တချင်းတွေဓပြားထုတ်တယ်။နောက်ကုမ္ပဏီတစ်ခုကဗြိတိရှာဘာမှရုပ်ရှင်ကုမ္ပဏီဓပြားတစိ့ကရုပ်ရှင်ကင်မရာကလေးနဲ့ရုပ်ရှင်ရိုက်နေတဲ့ပုံအစိုးရတွေကဗြိတိရှာဘာမှကုမ္ပဏီကရုပ်ရှင်မင်းသားမင်းသမီးတွေ ဖြစ်တဲ့ခင်မောင်ရင်းတို့ခင်ခင်ကြီးမေမေဝင်းတို့စတဲ့အစိုးရတွေဖြစ်တယ်။တချင်းတွေကလည်းခစ်ဆန်တယ်။တချို့ကအနောက်တိုင်းတေးသောကိုမှီထားတဲ့တချင်းတွေတူရိယာတွေကလည်းခစ်ဆန်တယ်။ဒါကြောင့် A1 ကသူ့ဓပြားတွေကို တန်ဆောင်သွင်းလို့ခေါ်ခဲ့တယ်ထားပါလေမြမပြည်တပြားကုမ္ပဏီတွေရဲ့တမိုင်းကိုကျုပ်ပြောနေတာမဟုတ်ဘူးကျုပ်ဂီတကိုဘလောက်ဝါသနာပါတယ်ဆိုတာကိုပြောချင်တယ်ကျုပ်တို့အိမ်မှာကျုပ်ဦးလေးနဲ့အတော်တွေရှိတယ်အပြူလူပြိုတွေတချင်းဝါသနာပါကြတယ်သူတို့ပဝန်းကျင်မှာကြီးပြင်းလာခဲ့ရတော့အဲ့ဒီတချင်းတွေကိုအလွတ်ရတယ်အဲ့ဒီတော့ကတပြားထွက်ရင်တချင်းစာအုပ်ကလေးတွေလက်ဆောင်ရတော့တချင်းကြက်ရတာလဲလွယ်တယ် ငယ်ငယ်ကလေးကလေးကတချင်းတွေနားထောင်ပြီးကြီးပြင်းလာလို့လားမသိဘူး။သုံးလေးလမ်းတော့ရောက်တော့ကျုပ်တချင်းယူဂီတာယူယူနေ။ဂီတာယူနေလို့စောင်းမွေးကြတယ်။အဲ့ဒီတော့ကျုပ်အသက်ဘာရှိအောင်မလဲ။ရှစ်နှစ်ကိုးနှစ်သားပဲရှိအောင်မပေါ့။အိမ်မှာကျုပ်ဦးလေးကလည်းဂီတာဝါဒနာပါတော့ဟွန်းတယောထိုးလေးရှိတယ်။သူဟွန်းတယောထိုးရင်ကျုပ်ကလိုက်ဆိုလေးရှိတယ်။အတန်ကလည်းတိတ်မဆိုးဘူးလို့ပြောတာပဲ။အဆိုးတို့ဘာလို့လဲမဆိုးဘူးတဲ့။အတန်ရောက်အောင်ဆိုးနိုင်နေတဲ့။ အဲတခုတော့ရှိတယ်အဲ့ဒီတော့ကကျုပ်စည်းဝါးကိုနားမလဲဒီလိုနဲ့ကျုပ်ဂီတကိုဝါဒနာပါလာခဲ့တာပဲစာမုတ်ဝဲကြတော့ဒီကောင်ဒီလောက်ဂီတဝါဒနာပါလာတယ်ဆိုပြီးကျုပ်အဖေကဝါပတ်တလားတစ်လုံးဝဲပေးပြီးပတ်တလားဆီအောင်နဲ့တင်းပေးတယ်ကျိုးစက်သုံးပုတ်ကုန်တယ်ကျိုးပြီးတော့ပတ်ပြိုးယူရီးယားစသဖြင့်တင်ရိုးအတိုင်းတင်းပေးတယ်ဂျပန်ခေတ်အသက်16နှစ်လောက်မှာကျုပ်တချင်းကြီးတွေတော်တော်ရရနေပြီခုဆိုအပုပ်40ထက်မနည်းဘူး ပတလားတက်လာတော့ကျုပ်မင်းတို့လင်ကိုကူးတယ်မင်းတို့လင်ကတော့ဘာခတ်တလဲကျုပ်တို့ခစ်တုံးကမင်းတို့လင်ကိုကျိုးငါးချောင်းတက်တယ်အတွဲအဖက်တို့ဘာလို့တင်းတယ်ကျုပ်တို့မျိုးကဆရာတယောက်စီမှာတင်းတယ်တချင်းကြီးတွေကယာပြီးသားဂီတသဘောကိုခောက်မိပြီးသားဆိုတော့မင်းတို့လင်တင်ရတာလဲတိတ်မကြလိုက်ပါဘူးကျုပ်ကောင်းကောင်းတက်သွားတယ်နောက်ကြတော့မင်းတို့လင်ကိုဓပြားတွေကမင်းတို့လင်အတွဲအဖက်တွေအတိုင်းတီးနိုင်တယ်ဥပမာဆိုပါတော့မေရှင်ဆိုတဲ့ချစ်ရည်စင်ဓပြား ဒုတိယဘက်မှာအဲ့ဒီတုန်းကခစ်စားတဲ့မင်းဒိုလင်ယူကြံရဲ့လက်တံနဲ့လိုက်တီးထားတဲ့အပုတ်တပုတ်ပါတယ်။အဲ့ဒီလက်တံအဲ့ဒီအတွဲအဖက်ကိုရအောင်ကျုပ်လေ့ကျင့်။ဘလောက်များကျင့်တယ်လဲဆိုရင်လူသားမမြင်နဲ့မင်းဒိုလင်ယူကြံရဲ့လက်တံနဲ့ခွဲမရစေရဘူး။အဲ့ဒီလောက်ကျုပ်ကျင့်။ဒီတုန်းမှာကျုပ်ကံကောင်းကျင်တော့ကျုပ်တို့နေတဲ့မြို့လေးကိုမြမာညွန့်ဦးချက်မောင်နဲ့ဒေါအောင်ကြည်တို့စစ်ပြေးရောက်လာကြတယ်။ဦးချက်မောင်ကိုဘဘကြီးလို့ခေါ်တယ်။ဒေါအောင်ကြည်ကိုတော့မေမေကြီးလို့ခေါ်ကြတယ်။ ျုပ်ဖေကမြမညွန့်ဥချစ်မောင်နဲ့မိတ်ဆွေဖြစ်လေတော့ကျုပ်ကိုဥချစ်မောင်စီမှာအပ်တယ်မြမညွန့်ဥချစ်မောင်အကြောင်းကိုတော့ခမရတို့လည်းကြားဘူးသားပဲဂီတမှာဘယင်တစုပေါ့စိန်ပေတာကြီးနဲ့ရှစ်နဲ့ကိုးနဲ့လောက်တွဲပြီးနှဲမုတ်ခဲ့တဲ့ပုံကိုဒေါအောင်ကြီးဆိုတာကလည်းသူ့ခက်နဲ့သူအဆိုးမှာပြောစရာမရှိဘူးဘဘကြီးဥချစ်မောင်ရောက်လာလို့ကျုပ်အဖေကသူ့စီကိုအပ်တော့ဘဘကြီးကျုပ်ပတ်တလားလက်ကိုနားထောင် ဂျပန်ခေတ်မှာကျောက်တို့မျိုးမှာချက်တဲ့ကြားတစိမ့်အရက်ကလေးကိုတမြုံမြုံတောင်းရင်ကျောက်လက်တံကိုအကဲခတ်တယ်။ဒီမှာကိုထွန်းပဲခမရနဲ့ကျုံဆိုတာငယ်ပေါင်းကြီးပေါ်ပြီ။ခမရဂီတဝါဒနာပါလို့ကျုပ်ဝမ်းသာတယ်။ဒါပေမဲ့ခမရသားကိုဘာကြောင့်ဂီတသင်ပေးရတာလဲ။ဘဘကြီးကကျောက်အဖေကိုတခွန်းကောက်မေးလိုက်တယ်။အဖေဟာရုတ်တရက်ဆိုတော့ကြောင်သွားဟန်တူတယ်။ဘာကိုဖြေရမှန်းမသိတဲ့ပုံတွင် ဟိုရင်ဘာရန်လို့တော့မဟုတ်ပါဘူးနည်းနည်းပါပါဘဘကြီးကသူ့စကားကိုမဆုံးခင်လက်ကပြပြီဘာရဲလို့မဟုတ်ရင်မတင်နဲ့ဂီတကိုအပျော်တမ်းမတင်နဲ့ဂီတဟာကလေးကစားစရာမဟုတ်ဘူးဂီတကိုဖက်ရှင်ထုတ်ဖို့မတင်ပါနဲ့ဂီတကိုရှိုးထုတ်ဖို့မတင်နဲ့အဲကမ်းမှာစံတရားကလေးထားပြီးဧည့်သည်လာရင်တာသမီကိုတီးပြခိုင်းကြုံနဲ့မတင်နဲ့ဝါသာပါရင်တင်ရင်တင်ပါဂီတကိုမျက်နှိုးရင်တင် အပြင်းပြေတင်ကျင်တယ်ဆိုရင်တော့ခမရသားကနောက်ထပ်တင်စရာမလိုတော့ဘူးဒီလောက်ဆိုအပြင်းပြေတီးတဲ့ယုံတော့တက်နေပြီပူတော်ပိုးနေပြီဘဘကြီးစကားကပြက်တယ်ဖက်ရှင်လုံးရှင်လို့ဂီတမတင်နဲ့အဲကန်းထဲမှာစံနေရထားပြီးဧည့်သည်လာရင်တီးခိုင်းပြီးရှိုးထုတ်ခြင်းလို့မတင်နဲ့တကယ်ဝါဒနာပါမတကယ်ဂီတကိုညံ့နိုးမှသင်တဲ့အဖေဟာရုပ်တရက်ဘာပြောရမှမသိနောက်တော့မှပြုံးလိုက်ပြီးကျွန်တော်ဆိုလိုတာကဒီကောင်ကဂီတကိုတော်တော်ဝါနာပါတယ် ဖြစ်တဲ့တောင်လည်းဖြစ်တယ်အဲဖြစ်တယ်လို့ကျွန်တော်ထင်တယ်လေဖြစ်မဖြစ်ကတော့ခမရပိုတိမှာပေါ့ဒီတော့ဒီကောင်ကိုဂီတမှာထုံထုံပေါပေါဖြစ်စေခြင်းဖြစ်ပါတယ်ကျုပ်သူ့လက်တန်းနားထောင်ကြည့်လိုက်ရင်သိတာပေါ့အတိတ်ဖြစ်ဒါပေမဲ့အပျော်တွေတော့မလုံနဲ့အပျော်ဆိုရင်ဒီလောက်ဆိုတော်လောက်ပြီရှေ့ဆက်လို့ရင်အပျော်တန်းဘဝကတွေကြောသွားပြီဒီလောက်တက်ရင်တော်ရောပေါ့ဒီထက်တက်ရင်တော့မကောင်းဘူးလားကျုပ်ကိုဒီလိုမမေးနဲ့လေဒီထက်တက်ရင်ကောင်းတာပေါ့ ဒါပေမဲ့ဒီထက်တက်ရင်ဒီကောင်ဟာဂီတထဲမှာတိတ်ပျော်သွားလိမ့်မယ်ဂီတတို့အနုပညာတို့ဆိုတာကအပျော်လုံးရင်အပျော်ပွားမှာပဲရက်ဖို့ကောင်းတယ်ဂီတကိုတကယ်လိုက်စားတယ်ဆိုရင်ဘဝကိုပေးရတာအဲ့ဒီထဲမှာဘဝကိုမြောက်နှံပြက်လိုက်ရတာကြံတဲ့ဘဝတွေတလန်းတွေကိုစွန့်လိုက်ရတာဒါမှဂီတသမားစစ်စစ်ဖြစ်တာ အဖေဟာအတန်ကြာငိုင်းနေတယ်ကိစ္စမရှိဘူးလေခုခေတ်ကဘလို့နေပြီးဘလို့ထိုင်ရမယ်မသိဘူး ကျောင်းတွေကရောဘယ်တော့မှပြန်ဖွင့်ပြီးဘယ်တော့မှစစ်ကြီးပြီးမယ်ဆိုတာမသိဘူးသူဘာနာပါတယ်ဆိုရင်လေဂီတလောကမှာနေပေါ့ကြိုက်ပြီဗျာကျုပ်ကအဲ့ဒီလိုတက်တီမျိုးကိုလိုချင်တာတက်တီမပြောပါနဲ့ဗျာအဲ့ဒီလိုမရဲတဲ့လူမျိုးကိုလိုချင်နေတာစိတ်ချခမရသာတက်စီရသူ့မှာလဲငကိုအခန့်ရှိတယ်ခမရကလည်းပုံအပ်ပြီးဆိုရင်ကျုပ်ကဘာဖြစ်လို့တင်မပေးရမှာလဲဘဘကြီးနဲ့အဖေဟာနှစ်ယောက်သားအရက်တောက်နေကြတယ် ီလိုနဲ့ဂျပန်ခေတ်တလျှောက်လုံးမှာကျုပ်ဂီတကိုလေ့လာခဲ့တယ်။တချင်းကြီးဆိုရင်လည်းမဟာဂီတတချင်းကြီးတွေကုံတလောက်ပါပဲ။လူတွေအရနဲ့တဲ့အိုးအောတန်အေးတို့လိုလွမ်းအောင်ခုတို့လိုဂျိုကြားဂျိုကြားတချင်းတွေကအစာကျုပ်အကုန်ရတယ်။ပတလားဆိုရင်လည်းဘဘကြီးရဲ့လက်တံဘဘကြီးရဲ့အတွဲအဖက်မျိုးမှမီတောင်မနီးရိုးဆွဲလုံနိုင်။မင်တိုလင်းဆိုရင်တပြည်လုံးမှာဘသူလက်တံကိုမှကျုပ်မကြောက်ဘူး။တယောလက်ဆိုရင်လည်းထိတ်တန်းထဲမှာနေရာယူနိုင်တယ်။ဒီအထဲမှာဒုံမင်းတို့ဂီတာတို့ စန်းတရားတို့လည်းအဖြစ်လောက်လူရဝင်ုံတော့ရတယ်။ကြေးကျိုးတရေလေလက်ခုံဆိုတဲ့တူရိယာ၅ပါးမှာကျိုးတက်တူရိယာမှန်သမျှကိုကျုပ်ကောင်းကောင်းနိုင်နေတယ်။ကျုပ်ဖေကလည်းအားပေးတယ်။ကျုပ်ဂီတအရာဝင်လာတဲ့အခါကျတော့ဘဘကြီးအပါအဝင် မြို့မှာရှိတဲ့ဂီတပညာနဲ့အသက်မွေးသူတွေပညာသည်တွေကိုခေါ်ပြီးကျုပ်တို့အိမ်မှာတစ်လတစ်ခါလောက်ဂီတဝိုင်းဖွဲ့ကြတယ်။ဂီတစည်းစာဆိုပါစို့။အဲဝိုင်းမှာကျုပ်ပတလားဖြစ်ဖြစ်တယောဖြစ်ဖြစ် ဂီတာဖြစ်ဖြစ်ဒုံမင်းဖြစ်ဖြစ်တခုခုတော့ဝင်တီးတာကြီးပဲဒီလိုနဲ့ဂျပန်ခေတ်တလျှောက်လုံးဂီတာနဲ့နေလာခဲ့တယ်စဉ်းစားကြည့်လေ၈နှစ်၉နှစ်သားလောက်ကလေးကဂီတာနဲ့နေလာခဲ့တဲ့ကောင်ပတ္တလားလက်ခတ်ကင်လာတဲ့ကောင်တယောတို့မင်းတို့လေးတို့ဂီတာတို့ကိုအလှဲ့တင့်တင့်တယ်လို့တီးလာခဲ့တဲ့ကောင်ကျိုးတဲ့တူရီယာမှာတော့တော်တော်ပိုင်နိုင်ပြီလို့ဆိုနိုင်တယ်ဘယ်မှာမပိုင်ရှိပါမလဲဆရာကောင်းနဲ့တွေ့တာစစ်ပြီးတော့မက်ထရစ်ဖြေတယ်အောင်တော့ရန်ကုန်တက္ကသိုလ်ကိုလာခဲ့တယ် စစ်ပြေးစာတက်ကတူမှာကျုပ်တို့တွေတက်ကတူတူရိယာအဖွဲထောင်ရတယ်အဲ့ဒီမှာကျုပ်ခေါင်းဆောင်ပဲခေါင်းဆောင်ဖြစ်မှာပေါ့ကြံတဲ့ចောင်းသားကအဖြစ်လောက်တီးတတ်တာဂီတာတော်တဲ့ဂီတာလက်တလက်နှစ်လက်လောက်တယောလက်ကောင်းကောင်းတလက်နှစ်လက်ပတလားလက်တလက်နှစ်လက်လောက်တော့တွေ့ပါရဲ့ဒါပေမဲ့သူတို့ကကျုပ်ကိုမမေ့ကြဘူးကျုပ်လောက်လဲတချင်းမရကြဘူးတခါတလေမှာကျုပ်တို့အဖွဲအတန်လွင့်နေတယ်ចောင်းသားဝဲတွေမှာတီးတယ်အဲ့ဒီတုန်းကတက်ကတူအနုပညာအသိန်းတို့ဘာလို့မရှိသေးဘူး ဲ့ဒီမှာမေနဲ့တွေ့မေကကျုပ်တို့အဖွဲ့မှာအဆိုတော်တယောက်သူကလည်းတချင်းတို့ဂီတတို့ဝါဒနာပါတယ်သူဝါဒနာပါတာကတော့အပျော်တမ်းမှာတနည်းပြောရရင် fashion သဘောပေါ့သူ့အဖေကအရာရှိကြီးတူခြံနဲ့ဝင်းနဲ့အိမ်အဲကမ်းမှာစာနေရကြီးနဲ့အဆိုကတော့တိတ်မဆိုးပါအပျော်တမ်းအဆိုလောက်တော့ဖြစ်ပါတယ်သူ့ကိုကျုပ်တို့တက်ကတူတူရီယာအဖွဲ့ထဲမှာထည့်တယ်တခါတလေတော့တချင်းတိုက်ရင်လည်းသူတို့အိမ်မှာပဲတချင်းတိုက်တယ်အဖေနဲ့အမေကလည်း သူတို့တမီးဒီလိုပွဲလဲတင့်တာကိုသဘောကျတယ်တူတူပြောရရင်တနှစ်လောက်အတွင်းမှာတုံနဲ့ကျုပ်ချစ်သွားကြတယ်အဲ့ဒီတုန်းကကျုပ်ကလည်းကြောင်းမှာပေါ်ပြူလာဖြစ်တာကိုမင်းတို့လင်းအတီးပြန်ပွဲတို့ဘာလို့ဆိုရင်ကျုပ်အမဲဆုရတယ်တယောတို့ဘာလို့မှလည်းအမဲလိုလိုဆုရတယ်ဒါကတက္ကသိုလ်ပြန်ပွဲမဟုတ်ဘူးနော်ရန်ကုန်တမျိုးလုံးမှာပြိုင်တဲ့ပြိုင်ပွဲကြီးတွေမှာရတယ်ကျုပ်လည်းအင်တာနက်နဲ့အတွင်းမှာဂီတနဲ့ပဲအချိန်ကုန်တာပဲဒီအတွင်းမှာအပြင်ကဂီတပညာရှင်တွေနဲ့လည်းကျုပ်တို့တော်တော်ရင်းနေပြီး အပြင်ကဂီတပညာရှင်ဆိုတာဂီတကိုပရိယေတနာအနေနဲ့တီးကြဆိုကြတဲ့ပညာရှင်တွေကိုပြောတာကျုပ်တို့နှစ်တွေတုန်းကဂျူနီယာအင်တာလို့ခေါ်တဲ့အင်တာပထမနှစ်မှာစာမိုးပဲမဖြေချင်ရတယ်ဒုတိယနှစ်ကျမှနှစ်နှစ်စာပေါင်းဖြေလို့ရတယ်ဒုတိယနှစ်မှာကျုပ်နှစ်နှစ်စာပေါင်းဖြေတယ်မအောင်ဘူးဘယ်အောင်မှမလဲနှစ်နှစ်လုံးလုံးဂီတနဲ့ပဲအချိန်ကုန်နေတယ်စာမွေးနာနီးမှာစာအုပ်မှာကတ်နေတဲ့ပင့်ကူမေးတွေဖုံးနေခါကောက်ကြည့်ရတချို့မှမှတ်စုမရှိလို့လိုက်ရသေးတယ် ဒီတော့မအောင်ဘူးပေါ့နောက်တနေ့မှလည်းကျုပ်ဆံမှုပဲပြန်ဖြေတယ်ဒီနှစ်လည်းမအောင်ပြန်ဘူးကျုပ်ကလည်းအပြင်ကပညာရှင်တွေနဲ့ပေါင်းပြီးသူတို့ဝိုင်းနေတဲ့မှာလိုက်တီးနေတာကိုဒါပေမဲ့ကျုပ်တီးတာကအပျော်သဘောပါသူတို့ရတဲ့အမှုပညာကြီးတွေကကျုပ်မယူဘူးကြီးစားတူရိယာသမားလို့အပြောမခံနိုင်ဘူးဒီလိုပြောတော့နည်းနည်းရိုင်းတယ်လို့ထင်ကောင်းထင်ကြအင်္ဂလိပ်လိုပြောရရင် professional ပေါ့ပြည့်ရည်တနာအတွက်လုံနေကြတယ်လို့ကျုပ်အထင်မခံနိုင်ဘူး ဒါဟာကျင်းနဲ့လိုက်တီးနေတဲ့ပညာရှင်တွေကိုအထင်သေးလို့ပြောတာမဟုတ်ဘူး။သူတို့ပညာကိုကျုပ်လေးစားတယ်။ဒါပေမဲ့ကျုပ်ကိုကျုပ်တော့ဒီလိုအထင်မခံနိုင်ဘူး။ဂီတကိုကျုပ်လိုက်စားတာဟာလောက်ကန်စားဖို့မဟုတ်ဘူး။တကယ်ကိုမျက်နှိုးလို့ဆိုတာပေါ်စီခြင်းလေ။ဟုတ်တယ်လေ။တကယ်ကြတော့လေကျုပ်မှာပတ်စံဘာလို့တလဲ။ကျုပ်ကကြောင်းသားပဲရှိသေးတယ်။ကျုပ်မှာငွေမလိုဘူး။အိမ်ကလှစင်ပို့တယ်။အတန်လွတ်တဲ့အခါမှာဆိုရင်ကျုပ်အိတ်ထဲကတောင်စိုက်လိုက်ရသေးတယ်။ဒီလုံးတိုက်တဲ့ဇရိတ်တို့၊သွားစိတ်၊လာစိတ်တို့ဆိုတာ ကျုပ်အိတ်ထဲကကုံရတာပဲဒါမှမဟုတ်ရင်လဲအပျော်တန်းဆိုတဲ့ကျုပ်တို့အဖွဲတွေကအဆူရိုတွေစီကကျုပ်ကောက်တယ်ဝေပုံကြခံကြရတယ်ဥပမာကျုပ်ဝိုင်းမှာ6လုံးပဲတီးတယ်ဆိုရင်ကျုပ်ကမောင်နှုတ်ကိုမှသဘောကျခုတော့မရှိရှာတော့ပါဘူးခုခေတ်မှာ6လုံးပဲဝိုင်းဆိုရင်ကြာစံအုံးမောင်နှုတ်မှသဘောကျတယ်လို့ကျုပ်တို့ခေတ်တုန်းကလည်းမောင်နှုတ်မှသဘောကျရွှေပြည်အေးတို့ A1 ခင်မောင်တို့ကအစား6လုံးပဲတီးရင်မောင်နှုတ်ကိုမှခေါ်တယ် ကျုပ်အဖွဲမှာလဲကျုပ်ပတ္တလာတီးပြီဆိုရင်မောင်နှု6လုံးပဲတီးမှကျုပ်သဘောကျဒါကြောင့်မောင်နှုကိုခေါ်တယ်မောင်နှုဆိုတဲ့ကောင်ကတိတ်ဆင်းရဲတဲ့ကောင်ဒီတော့ရတဲ့အတန်လွှင့်ကြီးကိုမောင်နှုတို့လိုကောင်တွေကိုပေးပြလိုက်တယ်နှဲကိုထုံးညုံကတော့ကိစ္စမရှိဘူးကျုပ်ဝိုင်းမှာလိုက်မှုတ်ပေးဆိုရင်မှုတ်ပေးတာပဲပတ်စံပေးเสียမလို့ तू မရှိခင်တုန်းကဆိုရင်သူ့ဆရာကိုမောင်မောင်ကိုခေါ်ပြီးနှဲမှုတ်ခိုင်းရတယ်သူ့ကိုလဲကျုပ်ပတ်စံပေးเสียမလို့ဘာဘာကြီးနဲ့ကတပည့်ရင်းတွေ သူတို့အဖိုးကတော့ဒီတဝိုင်းစာလောက်ကလေးကဘာမှဖြစ်လောက်တာမဟုတ်ဘူးသူတို့မှဝိုင်းကြီးတွေအများကြီးဒီလိုနဲ့တက္ကသိုလ်မှာကျုပ်လေးနှစ်နေခဲ့တယ်တဒန်းမှမအောင်ခဲ့ဘူးလေးနှစ်ကျော်တော့ကျောင်းမှာဆက်နေလို့မကောင်းတော့ဘူးဒီတော့ကျုပ်တငယ်ချင်းတွေနဲ့တွားနေတယ်ဒီကောင်တွေကမျိုးထဲမှာအခန်းတကန်းငှားနေကြတယ်အားလုံးလူပြိုလူလွတ်တွေကြီးပဲသူတို့ကလည်းဂီတဝါဒနာပါကြတယ်ဒါပေမဲ့ဘာမှတော့မတီးတတ်ကြပါဘူးအဲ့ဒီခေတ်မှာမြန်မာတပြားကုမ္ပဏီတွေတော်တော်ပေါ်လာပြီး ပရိသားတို့လွတ်လပ်ရေးတို့စိန်တို့ဆိုတဲ့တပြားကုမ္ပဏီတွေကျုပ်ကတချင်းလဲရေးတယ်ကိုယ်တိုင်လဲတီးတယ်ပြီးတော့အတိုင်းအဝိုင်းလဲကောင်းတယ်ဆိုတော့ကျုပ်စီတချင်းတွေလာအပ်ကြကျုပ်လဲသူတို့အပ်တဲ့တချင်းတွေလက်ခံတယ်ရတဲ့ပတ်စံကိုကျုပ်မယူဘူးဂီတနဲ့အသက်မွေးတဲ့ပညာတွေတွေကိုပဲခွဲပေးလိုက်တယ်ကျုပ်ဂီတပညာကိုလိုက်စားလာတာဂီတကိုချစ်လို့လိုက်စားတာပတ်စံရှာဖို့ဒီပညာနဲ့အသက်မွေးကို လိုက်စားတာမဟုတ်ဘူးဒီလိုလဲအထင်မှတ်နိုင်ဘူးခမရတို့စဉ်းစားကြည့်လေ အရာရှိသားဗျာကျောင်းမှာစားရေးတောက်ရေးဘာမှမပူပင်ရဘူးဘွဲမရပေမဲ့ကောလိပ်ကျောင်းမှာလေးနဲ့နေလာဒီတော့ကျောင်းမှာငွေမလိုဘူးဒီတော့ဘာဖြစ်လို့ဒီပညာနဲ့အသက်မွေးရမှာလဲနောက်တစ်ချက်ကကျောင်းနဲ့မေရဲ့ကိစ္စသူတို့မိဘတွေကလည်းသူတို့သမီးကိုဂီတကိုတော့သင်စေခြင်းနဲ့ဒါပေမဲ့ဂီတမှာတိတ်ဆိတ်ပါသွားပြီးပညာတွေဖြစ်မှာကိုစိုးရင်ကြတယ်သူတို့ကဂီတကိုအပျော်တမ်းလောက်ရှိုးပြဖို့လောက်ပဲသဘောထားကြတယ်မေရဲ့သဘောထားကလည်းဒီတိုင်းပဲ ဒီတော့မေကလည်းသူတို့ကျုပ်ကိုကြီးစားဂီတသမားမဖြစ်စေချင်ဘူးသူတို့အမြင်နဲ့ပြောရရင်ကြီးစားပညာတွေကိုအထင်သေးတယ်ဗောဗျာဒီတော့ကျုပ်ကလည်းသူတို့အထင်သေးတာမခံနိုင်ဘူးကျုပ်ဂီတကိုလိုက်စားတာဟာတကယ်မျက်နှိုးလို့လိုက်စားတာဆိုတာကိုပေါ်စေခြင်းနဲ့ကြီးစားဂီတပညာရှင်ဖြစ်သွားရင် သူတို့တမိနဲ့သဘောတူမှာမဟုတ်မေကလည်းလက်ခံနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျုပ်ကြီးစားဂီတပညာတွေမလုပ်ဘူးနောက်တော့မေနဲ့ကျုပ်အိမ်အောင်ကြတယ် မေကဌာနတစ်ခုမှာအရာရှိဖြစ်သွားတယ်။ကျုပ်ကတော့ဘာလို့မှမလုပ်ဘူး။အိမ်မှာမိတ်ဆွေတွေနဲ့ဂီတဝိုင်းဖွဲ့တယ်။ရမကဝိုင်းကလေးနဲ့ပါတာပေါ့။အဲ့ဒီတော့ကျုပ်ကလည်းအရက်ဆွဲနေပြီ။မေကလည်းဘာမှမပြောပါဘူး။ကျုပ်ကိုချစ်တယ်။ကျုပ်ချစ်တဲ့ဂီတပညာကိုသူလည်းသဘောကျတယ်။ကျုပ်တို့မှာစာရေးတောင်ရေးလည်းမပူပင်ရဘူး။မိဘနဲ့ကြံခဲ့တာဆိုလို့သူတယောက်တည်းပဲရှိတော့ကျုပ်တို့အတွက်ဘာမှမပူရဘူး။ပြီးတော့ကျုပ်မှာငွေရေးချေးနေရေးထိုင်ရေးနဲ့ပတ်သက်လို့ဘာမှမပူရဘူး။ ီလိုနဲ့ကျုပ်တက်လို့မိဘလောက်စာထိုင်စားခဲ့တယ်။နောက်တော့မိမလောက်စာထိုင်စားခဲ့တယ်။ကျုံနဲ့မေနဲ့လက်ထက်တာက1954ခုနှစ်ကလက်ထက်ခဲ့တယ်။ကျုံနဲ့မေနဲ့အနှစ်30ပေါင်းလိုက်ရတယ်။ဒီအနှစ်30အတွင်းမှာလဲကျုပ်ဝမ်းရဲ့အတွက်ဘာမှမလုပ်ခဲ့ရဘူး။ဂီတကိုပဲကျုပ်လိုက်စားခဲ့တာပဲ။လက်ထက်ပြီးတော့ကျုပ်စောင်းတင်တယ်။ဆရာဥပတန်းစီမှာတင်တယ်။ဆရာဥပတန်းကိုအိမ်ဦးကန်းတင်ပြီးထန်ကုန်အောင်တင်ခဲ့တယ်။လက်တန်ကတော့ဥပတန်းလက်တန်ကိုဘယ်မိမလဲဗျာ။အသက်ကြီးမှတင်ရတာ လက်တွေကတိတ်မပြောပြောင်းတော့နည်းနည်းတောင့်နေပြီဒီတော့ကျောက်ဆောင်လက်တန်ဟာဥပတန်လက်တန်လောက်တော့မြေကျမတာဘူးပေါ့ကျောက်ကကြီးမှတင်ရတာထားပါတော့လေဓာတ်တွေကိုကျောက်ပြောနေရတာကကျောက်ဟာဂီတကြီးစားပညာရှင်တွေနဲ့တန်းတူကျွမ်းကျင်ခဲ့တယ်ကြီးစားပညာရှင်လို့ရင် ထိတ်တန်းမှာပါနိုင်တယ်ဒါပေမဲ့ကျောက်မလုတ်ခဲ့ဘူးဆိုတာကိုပြောချင်တာမလုတ်တဲ့အကြောင်းကတော့ကျောက်မှာမပူမပင်နဲ့နေနိုင်တယ် ပြီးတော့ကျုံမိမရဲ့ဆွေမျိုးတွေကလည်းဆရာဝန်တို့အရာရှိကြီးတို့တက္ကသိုလ်ကကဋ္ဌိကကြီးတို့ဘာလို့ဆိုတော့ဒီပညာနဲ့အသက်မွေးတာအထင်သေးကြတယ်။ဒါကတော့သူတို့အစဉ်အလာအမြင်ကိုဒီတော့ကျုပ်ကလည်းသူတို့ဘက်ကအထင်သေးတာကိုမခံနိုင်ဘူးပေါ့။ကျုပ်တို့မှာတာသမီ၃ယောက်မွေးတယ်။သူတို့ကိုလည်းကျုပ်ဂီတတင်းပေးတယ်။ဒါပေမဲ့ဝန္ဒနာပါတဲ့ကောင်ဆိုလို့တယောက်ပဲပါတယ်။ဒါပေမဲ့ဒီကောင်ကလည်းထုံထုံပေါပေါဖြစ်မလာဘူး။တာသမီ၃ယောက်စလုံးဘွဲရတယ်။သမီးတယောက်ကအထက်တန်းပြဆရာမ တားနှစ်ယောက်က450စားကျုံမိမဆုံးတော့ကျုပ်တို့နေတဲ့အိမ်နဲ့ခြံကိုအမွေခွဲကြတယ်သူတို့မောင်နှမကလည်းအများသားမော်လားညီကိုမောင်နှမ9ယောက်တောင်ရှိဒီအထက်မှာပါရဂိုဆရာဝန်ကြီးဖြစ်တဲ့ကျုံမိမရဲ့အကိုအကြီးဆုံးကခြံနဲ့တိုက်ကိုပြန်အမ်းပြီးယူလိုက်တယ်ခွဲလိုက်တော့တယောက်ကိုတသိန်းကျော်ကျော်စီလောက်ရတယ်သူဆုံးတော့ကျုံလည်းအိမ်အောင်ကြနေတဲ့သမီးနဲ့လိုက်နေတယ်မျိုးစုံရောက်ကကလေးမှနေရတာဒါပေမဲ့ကျုံနေရပါတယ် ကျုံမှတ်တာကကျုပ်ရဲ့ပတလားရဲ့တယောရဲ့ဒါပဲမှတ်တာဒါတွေရှိရင်ကျုံနေလို့ရတယ်စံနေရာကြီးကိုတော့ရောင်းဖြစ်ခဲ့တယ်တမီးနဲ့နေတော့လေတမီးကကျုပ်ကိုတတ်နိုင်လားမပြုစုပါနဲ့လိုလီသေးမရှိပါဘူးအဲတခုတော့ရှိတာပေါ့လေရခင်ကလို့ကျုပ်အိမ်မှာပညာတွေတွေခေါ်ပြီးတီးမှုတ်တာမျိုးသူတို့ကိုခေါ်ပြီးကြွေးတာမွေးတာမျိုးတော့မလုပ်နိုင်တော့အခြေအနေကပြက်သွားပြီကိုတမီးအိမ်ဆိုတာကလည်းသုံးမိန်နှခမ်းအိမ်ကလေးသူ့ယောက်ျားကလည်းအထက်တန်းပြဆက်ရာ သူကလည်းအထက်တန်းမြတ်ဆရာဆိုတော့သူတို့မှာချောင်းချောင်းလဲလဲရှိတာမဟုတ်ဒီတော့သူတို့ရဲ့အင်းနဲ့ဧည့်သည်တွေကိုဘယ်မှာခေါ်ပြီးကျွေးနိုင်မွေးနိုင်မလဲပြီးတော့လုတ်ပေးကင်ပေးဖို့လူကလည်းမရှိတော့ကျောင်းမင်းမှရှိတော့ကတော့သူကအလုံးလုံးတဲ့အပြင်စိန်ပွဲသားရှေးပွဲသားတို့ဘာလို့လဲလုတ်တော့ကျုပ်ကောင်းကောင်းမွန်မွန်နေနိုင်တယ်ခုတော့ဒါတွေမလုတ်နိုင်တော့ဘူးပေါ့ဖြစ်သမျှကလေးနဲ့ကျုပ်သမီးကလုတ်ပေးချင်အောင်တမတ်ကိုလည်းအားနာရသေးတယ် ကျုပ်ကအရက်ကလေးကလည်းမှန်မှန်တောက်ရမှာနေတတ်တယ်ကောညနေတိုင်းဆိုရင်အရက်ကလေးမှန်မှန်တောက်ပြီးတယောကလေးနဲ့မှိတ်နေခြင်းတယ်ဒီတော့တမီးနဲ့တမတ်ကအဖေ့ကိုအရက်ရှာပေးကြပါတယ်ဒါပေမဲ့ကျုပ်အားနာတယ်လေဒီတော့နည်းနည်းရှော့တောက်တယ်ဒါပေမဲ့ကျုပ်နဲ့ကြောင်းနေပဲတငယ်ချင်းတွေရှိတယ်ဒီကောင်တွေကအရာရှိကြီးတွေဆရာဝန်ကြီးတွေဖြစ်နေပြီဒီကောင်တွေကကျုပ်ကိုကားလှုပ်ပြီးဂီတဝိုင်းကလေးပါလေးနဲ့အဖွဲခိုင်းတယ်ကျုပ်ကလည်းကျုပ်ရဲ့တပည့်ဟောင်းတွေကိုခေါ်ပြီးသူတို့စီကိုတွားတီးမှုတ်ပြီး အဆူတော်တွေကတယောက်နှစ်ယောက်လောက်ကျုပ်ကပတလာတီးရင်လဲတယောသမားတယောက်လောက်ကျုပ်ကတယောထိုးရင်လဲပတလာသမားတယောက်လောက်နဲ့သူကတီးပေးလို့ရှိတယ်အပျော်သဘောပါပဲသူတို့ကလည်းဟိုတုန်းကကျုပ်နဲ့တဆောင်နဲ့နေခဲ့တဲ့ကောင်တွေအပြင်ရောက်တော့လဲကျုပ်နဲ့တအိမ်နဲ့တခန်းနဲ့ငှားနေခဲ့တဲ့ကောင်တွေဒီကောင်တွေကလည်းအလုတ်တို့ဘာတို့ပင်မတော်စနေနေ့ညက်နေတို့ဘာတို့ဆိုရင်သူတို့အိမ်တွေမှာတလဲစီခေါ်ပြီးတီးခိုင်းမှုတ်ခိုင်းနေကြတယ်သူတို့သားသမီးတွေကိုလည်းမြမဂီတမြမအတန်ကိုယင်ပါအောင်ဆိုတဲ့သဘောလေးပါတယ် စနေနေ့တွေဆိုရင်ဂီတစည်းစာဝိုင်းကလေးကိုဒီကောင်တွေကအလှည့်ကျလှုပ်တယ်ဒီစနေနေ့မှာပေါမောက်ခအိနောက်စနေကျတော့အထုကူပါရကူရဲ့အိနောက်စနေဆိုရင်ဘုံမူကြီးရဲ့အိနောက်စနေဆိုရင်ကုံတွေကြီးရဲ့အိစသဖြင့်သူ့အလှည့်နဲ့သူလှုပ်ပြီးသွားတယ်စနေနေ့ညဆိုရင်ကျုပ်အိမ်ရှိကိုမှန်ကားကြီးတစ်စင်းရောက်လာပြီးလာတာနဲ့ကျုပ်လဲတရော့ကလေးပိုက်ပြီးလိုက်သွားပါတယ်ဟိုရောက်တော့တီးကြတယ်ဆိုကြတယ်သူတို့ကအကောင်းစားအရက်တွေနဲ့ဧကန်တယ်အရက်ကတော့ကောင်းသားမမေးနဲ့ စကော့အနီဘတ်တာမပါဘူးအ ਨੇ ဆုံးဘရက်လီပဲရှိတယ်အများအားဖြင့်ရှီဗာစ်တို့ဆင်းသင်းစပယ်ရှယ်တို့ကို့ညံ့ဆိုရင်လဲနပိုလီယန်တို့ရယ်မီမာတင်တို့လောက်ပဲပါတယ်ဒီလိုနဲ့စနေနေ့ညနေတိုင်းကျုပ်အရာရှိကြီးတွေအိမ်မှာကျုပ်တီးပြရတယ်ကျုပ်လည်းပြောတယ်တငယ်ချင်းတွေနဲ့အရက်ကောင်းကောင်းတောက်ပြီးရှေးအောင်နှောင်းပြစ်တွေလည်းပြောကျုပ်တို့ငငယ်ကခက်စားခဲ့တဲ့ကာလပေါ်တချင်းတွေကိုပြန်တီးပြီးငငယ်ကအเจ้าတွေပြန်ပြောရတော့အများကြီးနုပြိုသွားတယ်လို့ထင်မိတယ် တခါတလေသူတို့တွေအလုံများလို့စနေဂီတစည်းစာမလုပ်ဖြစ်ရင်ကျုံမှာနေမတိထိုင်မလာဖြစ်နေဒါပေမဲ့အများအားဖြင့်လုပ်ဖြစ်တာများပါတယ်ပြက်ရင်တစ်နှစ်မှာတစ်ခါတစ်ခါတည်းမပူပါဘူးလုံခဲ့တဲ့၃လကြံရက်ကတော့တငယ်ချင်းဆရာဝန်ကြီးအိမ်မာရဲ့ပမောက္ခကြီးရဲ့အိမ်မာရဲ့ဘုံမူးကြီးရဲ့အိမ်မာရဲ့ဂီတစည်းစာပွဲကလေးကို၃ရက်ဆက်လုပ်ဖြစ်တယ်ကြံရက်ဆိုတော့သူတို့လည်းအားနေတော့၃ရက်လုံးလုံးဇက်တိုက်လုပ်တယ်နောက်ဆုံးညဆရာဝန်ကြီးရဲ့အိမ်မာလုပ်ခဲ့တဲ့ပွဲမှာကျုပ်အရက်တော်တော်များသွားတယ် များဆိုအရက်ကလည်း something special ကိုတိတ်ကောင်းတာကိုဒီတော့ကြောက်တော်တော်များတော့တောက်တာကလည်းတော်တော်များနေတယ်အဲ့ဒီညာကလည်းတော်တော်များတယ်ဒါပေမဲ့ကြောက်တရောထိုးတာတစ်ချက်မမှားဘူးစီးဝါတစ်ချက်မလုပ်ဘူးအစိုးရကောင်မလေးဆိုတာကိုအားမရလို့ကြောက်ကိုယ်တိုင်တောင်တပုတ်ဝင်ဆူလိုက်သေးတယ်အဲ့ဒီညာကပူလဲပူတော့အပြန်အိမ်ရောက်တော့အိမ်ကြီးချွတ်ပြီးအိတ်လိုက်မိတယ်မနဲ့လဲလင်းရောကြောက်ထားလို့မရတော့ကိုယ်တော်ပိုင်းတေးသွားတယ် တငယ်ချင်းဆရာဝန်ကြီးကစက်မှတ်ပြုစုကုသလို့အသက်ပြီးတော့မစိုးရင်ရသေးပါဘူး။ဒါပေမဲ့ကိုတချမ်းကတော့မလုံနိုင်တော့ဘူးပေါ့။ခုထီတုံးလာလုံလုံအဲ့ရပေါ်မှာပတ်လက်ပဲ။ခုလိုနေမကောင်းမှကျုပ်ဘဝကိုပြန်စဉ်းစားကြည့်တယ်။ကျုပ်အသက်60ကျော်လာတယ်။ကျုပ်ကိုယ်တိုင်ကိုဝမ်းကိုကြောင်းတဲ့အချိန်ရဲလို့တစ်ချိန်မှမရှိသေးဘူး။ငယ်တုန်းကမိဘလှုပ်ရှားကိုစားခဲ့တယ်။အိမ်တော်ကြတော့မိမလှုပ်ရှားကိုစားခဲ့တယ်။ခုကြီးလာတော့တာသမီလှုပ်ရှားကိုစားနေတယ်။ ကျုပ်ကိုကျုပ်ဂီတကိုချက်မြနိုးသူကြီးရဲ့လို့ထင်ခဲ့တယ်။ထမင်းစားဖို့ဂီတကိုလိုက်စားတာမဟုတ်ပဲဂီတကို လိုက်စားဖို့ထမင်းစားနေတာလို့တွေးကြုံခဲ့တယ်။အသက်ရှင်ဖို့ဂီတကို လိုက်စားတာမဟုတ်ပဲဂီတကို လိုက်စားဖို့အသက်ရှင်နေတာလို့ထင်ခဲ့တယ်။ထိတ်တန်ကြည်စားပညာတဲ့တယောက်ဖြစ်နိုင်ပါလျက်နဲ့ကျုပ်မိမအတိုင်းဝိုင်းကအထင်သေးမှဆိုလို့ဂီတနဲ့အသက်မမွေးခဲ့တာဖြစ်မှာပေါ့လေ။ခုပြန်စဉ်းစားလိုက်တော့ကျုပ်အတွေးခေါ်ဟာ တော်တော်များတဲ့အတွေ့အခေါ်ပါကလားဆိုတာကြုတ်ပြန်စဉ်းစားမိလိုက်ကိုကိုကိုဂီတမြတ်နိုးသူလို့ထင်ပြီးမာနာကြီးခဲ့ကိုတက်တဲ့ဂီတပညာနဲ့အသက်မွေးရမှာကိုမှားယွင်းစာရှော့ခဲ့မိတယ်မယားပေါ်မှာတာဝန်ဝတ္တရားပြတ်ခဲ့လို့လင်ကောင်းတယောက်လည်းမဖြစ်ခဲ့ဘူးတာသမီပေါ်မှာတာဝန်ပြတ်ခဲ့လို့အဖေကောင်းတယောက်လည်းမဖြစ်ခဲ့ဘူးကိုဂီတပညာနဲ့ရိုးသားစွာ အသက်မွေးခဲ့တဲ့သူတွေကို အထင်သေးခဲ့ပြီးကို့ကြတော့ဂီတနဲ့ထမင်းစားသူမဟုတ်ဘူးကွာလို့မှားယွင်းစာဂုံယူခဲ့မိမာနာကြီးခဲ့မိတယ် တကယ်ကြတော့ကျုပ်ကသူတို့လိုဂီတပညာနဲ့ရိုးသားစွာအသက်မမွေးတဲ့အပြင်ကိုကိုကိုလိန်ပြီးဂီတကိုအရက်တစ်ခွက်နဲ့လဲတောက်ခဲ့ပါဘကောလားတကယ်ချင်းတို့ရဲ့အိမ်မှာသူတို့တိုက်တဲ့အရက်ကလေးကိုတောက်သူတို့ကျွေးတဲ့အစာကလေးကိုစားပြီးတရောထိုးပြရတာပတလာတီးပြရတာကတော့အနုပညာကိုရောင်းစားတာမဟုတ်ဘူးလားအနုပညာနဲ့လဲစားတာမဟုတ်ဘူးလားရိုးသားတဲ့ပညာရှင်ကထမင်းနဲ့လဲစားတယ်ကျုပ်ကကိုကိုကိုလိန်ပြီးအရက်တစ်ခွက်နဲ့လဲတောက်တယ်သူတို့ကရိုးသားတယ် ကျုပ်ကကျုပ်ကိုကျုပ်လိမ့်နေပညာနဲ့အသက်မွေးရတာကိုရှက်တယ်သူတို့ကကိုယ့်ခြေထောက်ပေါ်မှာကိုရက်တယ်ကျုပ်ကသူများကိုမှတွယ်ကက်နေတဲ့ကပ်ပါပုံးမွားနဲ့တူနေကိုကိုကိုကြေးစားဂီတသမားမဟုတ်ဘူးလို့ဘဝံမြင့်ပြီးတကယ်ကတော့ဂီတကို အရက်နဲ့မြည်ဖို့ရောင်းစားနေရတယ်ဟုတ်တယ်ရှေ့လျှောက်ပြီးတက်တီကောင်းကောင်းနဲ့ကျုပ်ခြေထောက်ပေါ်မှာကျုပ်ရက်မယ်ပညာနဲ့အသက်မွေးမယ်အင်းဒါပေမဲ့အချိန်နှောင့်သွားပြီထင်တယ် ျုပ်လက်ဟာတယောထိုးတာနဲ့ပတလားလက်ခက်ကိုမကန်နိုင်တော့ဘူးထင်တယ်။မြတန်းတင်တာရမတ်1988လောအပ်ချက်များကိုတီးခံပြီးနှဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။